မင်္ဂလာပါရှင်ကျမရဲ့ News and IT မြန်မာ Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နောက်ဆုံးရနိုင်ငံတကာသတင်းများကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။ပထမအဆုံးတော့အနေနဲ့အရခတ်တော်ရွှင်ဂျာလနဲ့ကရေးနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့တီးမှုဆွဲသတင်းလေးကိုတင်ဆက်ပေးပါမယ်။ရခိုင်တဲကခြေနေတွေကိုတရုတ်တင်မကအမေရိကန်မှာစိတ်ဝင်စားနေသလားဆိုရဲပေါ်အခုကာလာရီမှာစရိုက်ဆန်စစ်သုံးသပ်နေခဲ့ပါတယ်။ ဒီသတင်းပတ်တွေအတွင်းမှာပဲအမေရိကန်ရဲ့ကုလသမဂ္ဂဆိုင်ရာအစစ်မြစ်ကိုဆက်လက်တရားစီကနေကုလအစည်းအဝေးတစ်ခုတွင်ရေဂျာထုတ်ခဲ့တဲ့အရေးနဲ့ပတ်သက်ပြီးရခိုင်တေကအခြေအနေတွေနဲ့အရခတက်တော် AI အကြောင်းတိုက်ရိုက်ထည့်သွင်းပြောဆိုတာမျိုးပြုလုပ်တာတွေ့ရပါတယ်ပြောရတဲ့သူကစီပွားရေးနဲ့လူမှုရေးဆိုင်ရာကုလသမဂ္ဂကောင်စီမှအမေရိကန်ပြည်ထောင်စုရဲ့ယာယီကိုယ်စားလှယ်ဖြစ်ပါဝင်နေတဲ့ဂျနသန်ရှရာယာဖြစ်ပါတယ် သူပြောတာတွေမှာအရေးကြီးပြီးစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ရခိုင်တဲကနေရအလုံးနိဗ္ဗာန်ကိုလက်ရှိထိန်းချုပ်ထားတာအရခတတော်အေးဖြစ်တဲ့ဆိုတဲ့အချက်ကိုအတိအမှတ်ပြုပြီးထည့်ပြောသွားပါတယ်။ဘင်္ဂလားဒေ့ရှ်ရောင်ရိုရင်ဂျာဒုက္ခသည်တွေနေရရင်ပြန်နိုင်ရင်အတွက်ညီနိုင်ဆွေးနွေးကြတဲ့အခါရခိုင်တဲကနေရအလုံးကိုထိန်းချုပ်ထားတဲ့အေးအပါဝင် တပ်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေနဲ့ပါဝင်ပြီး အကြံပြုဆွေးနွေးတာတွေရှိနေဖို့အင်မတန်အရေးကြီးရတယ်လို့အမေရိကန်အရာရှိကပြောသွားပါတယ်ရင်းကြဒုက္ခတွေအရေးဖြေရှင်းနိုင်မှုဆိုရင်အေအေနဲ့ကြောင့်တီတွေ့ဆက်ဆံဖို့လိုတဲ့ဆိုရက်အမေရိကန်ရဲ့တီမူဟာမိုဟာမက်ယူနစ်ဦးဆောင်တဲ့လက်ရှိဘင်္ဂလားဒေ့ရှ်အင်ဆောင်အစိုးရနဲ့ထပ်တူညီနေရကိုတရားပါရီ ယူနက်စ်အစိုးရဟာအေအေနဲ့ထိတွေ့ဆက်ဆံမှုတွေတိစောက်ထားပြီးအခုနှစ်အစောပိုင်းတွင်မှနှစ်ကြိမ်ထပ်မံတွေ့ဆုံထားတယ်လို့သတင်းမြစ်တွေကပြောဆိုထားပါတယ်။တိကျတဲ့တိုးတက်မှုတွေကတော့ရှိမနေသေးပါဘူး။တစ်ချိန်တည်းမှာပဲကုလားတွေ့ရမှုချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်းတိုက်တွန်းနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကရခိုင်မြောက်ပိုင်းစီကိုသွားတဲ့စာနာမှုလမ်းကြောင်းဖော်ဆောင်ရေးဆွေးနွေးကိစ္စလည်းရှိနေပြန်ပါတယ်။အဲဒါကို UNES အစိုးရကလည်းမူအရသဘောတူထားပါတယ်။အဲလိုလမ်းကြောင်းမျိုး ဖော်ဖို့ဆိုရင်လည်းအေအေနဲ့ကြားထိတွေ့ဆက်ဆံမှုဆိုတာမဖြစ်မနေလို့အံ့နေပါတယ်။ဒါပေမဲ့အဲဒီမူဝါဒနဲ့အစီအစဉ်ပေါ်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတော့အပြန်အထန်ဆန့်ကျင်ဝေဖန်နေပါတယ်။ ထာပြင်ခုကာလာရီမှာဘင်္ဂလားဒေ့ရှ်နိုင်ငံထက်ကရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲလက်နက်ကိုင်ဖွဲ့ရဲ့စစ်သားတပ်စုဆောင်နေလှုပ်ရှားမှုတွေအရှိန်အဟုန်နဲ့ရှိလာနေပါတယ်ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့လှုပ်ရှားမှုတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖြစ်စေစစ်ထောက်လန်ရေးကဖြစ်စေနောက်ကွယ်မှာစောထောက်နောက်ခံပြုပေးထားသလားဆိုတဲ့အမြင်မျိုး AAC မှာအတိုင်းအတာတစ်ခုထိရှိနေရဲဆိုတဲ့စံစစ်ချက်တွေရှိနေပါတယ်ဒါကြောင့်လဲ AA နဲ့ဘင်္ဂလားဒေ့ရှ်ကြားဆက်ဆံရေးရှိမတူနိုင်ဖြစ်နေရတယ်လို့ဆိုပါတယ် အဲ့လိုပေါ်ပေါက်နေတဲ့အခြေအနေတွေအရရပေါ်မူတည်ပြီးဘင်္ဂလားဒေ့ရှ်တဲ့ရင်ရက်တီမှုသဘောထားရင်းနဲ့ရင်ဂျာလက်နက်ကိုင်တွေရဲ့အလှရှာမှုတွေအကြောင်းဒီတစ်ပတ်သတင်းမြင့်ကွင်းအစီအစဉ်မှာကြည်ကြည်ပြတ်ပြတ်ဆွေးနွေးထားပါတယ်ဒီတစ်ပတ်ပါဝင်ဆွေးနွေးကြတဲ့တွေကတော့စစ်တွေမျိုးဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝင်ရုံကိုဦးဆောင်ခဲ့သူလည်းဖြစ်ကိုရိုင်းဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ ပုံမူဟာ Instagram Islam နဲ့နိုင်ငံတကာပဋိပက္ခရေးဖြည့်ရှင်ရေး ICJ ရဲ့မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အရေးဆိုင်ရာအကြီးတန်းအကြံပေးတန်ကီတို့ဖြစ်ပါတယ်။ဒုတိယပုံအနေနဲ့တင်ဆက်ပေးချင်တဲ့သတင်းချောင်းတွေကတော့မြန်မာမှာအာနာရှင်စနစ်အဆုံးသတ်ပြီးတော်လိုင်းအောင်ဖို့ညီညွတ်ရေးလိုအပ်တယ်လို့မဟာမိတ်တပ်တွေပြော။ PLA စစ်တပ်နံစင်ဝဲကိုတော်လိုင်းအရာစုတွေကစစ်ဘက်အရက်ဘက်အရာရှိမှုတွေတက်ရောက် ဗမာပြည်သူ့လူမျိုးရေးတပ်တော် PPLA ရဲ့အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုတနင်္ဆင်ပွဲအခမ်းအနားကို NUG တအောင် TNLA အရခတပ်တော် AA KNI ပြည်ချာကာလာအုပ်ချုပ်ရေးကောင်စီ IEC နဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA တို့ကစစ်ဘက်အရဘက်အကြီးမှုတွေတက်ရောက်တာတွေတွေ့ရပါတယ်။မဟာမိတ်ကောင်စာများကတော်လိုင်းအောင်မြင်ဖို့မတူညီတဲ့အင်အားစုများကြားညီညွတ်ရေးလိုအပ်ကြောင်းနဲ့မိမိတို့ဟန်ချက်ညီပါက ဆရာနာရှင်စနစ်အမြန်ဆုံးအဆုံးသတ်မှာဖြစ်ကြောင်းအဓိကထားပြောကြားခဲ့တယ်လို့ဆိုပါရီဇော်လာခုနှစ်ရက်နေက TNL ရဲ့တောင်းပြည်တနီးယားမှာပြုလုပ်ခဲ့တဲ့အဲ့ဒီတနန်းစင်ပွဲမှတ်တမ်းတပ်ပေါ်နေကို PPLA ကဒီကနေ့ဇွန်လ21ရက်နေ့မှာမှထုတ်ပြန်လာတာဖြစ်ပါတယ်။အဲ့ဒီစစ်တနန်းစင်ပွဲကို NUG ရဲ့ဂျမားရင်းနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစုံ PSLF TNL အထွေထွေအတွင်ရင်မှုဖိုလ်ချုပ်တာဘုံကျော်ကင်နီပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ IEC ဒုက္ကဋခွန်ဘီ2 အရခတတော်အေးကတမူတူပြည်သူ့လူမျိုးရေးတမတော် PLA ကစေဦးစီချုပ်နေအထွေထွေအတွင်းရေးမှုမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ဒုက္ခတာနဲ့ဗမာပြည်သူ့လူမျိုးရေးတပ်တော် PPLA ကုကဲ့ရေးမှုမောင်ဆောင်ခါတို့တရားခဲကြတာတွေတွေ့ရပါတယ်။တနင်္လာနေ့ဒုချွန်စုရရှိသူများထဲမှာလက်ဖြောင်းစုရရှိခဲ့တဲ့စစ်မေးတူဟာ2029စစ်စင်ရီမှာအသက်ဆုံးခဲ့တယ်။ ရဲဘော်အောင်ပိုင်ရဲ့ညီမဖြစ်တယ်လို့အမှတ်93ဒေသပြွာမှုကတနန်းစင်ပွဲအစီရင်ခံချက်မှာတင်ပြထားပါတယ်။ PPL အပြော်ရတနန်းစင်ရဲဘော်များကိုလက်နက်များပေးအပ်တပ်ဆင်ခဲ့ပြီးအမှတ်93စစ်ဒေသအတွက်တည်ရင်တဲ့တစ်ခုလဲတိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ PPL ကပြီးခဲ့တဲ့အောက်တိုဘာလကအညာမှာအခြေစိုက်စည်ရေလှူရှာမိအကြောင်းထုတ်ပြောထားပါတယ်။ဒါကြောင့်အညာဟာ PPL ရဲ့ဒုတိယမြောက်စစ်ဒေသဖြစ်ပြီးကရင်မှာ အမှတ်109စစ်ဒေသနဲ့ ရှမ်းမြောင်မှာအခုတန်တန်းစင်းရဲ့အမှတ်103စစ်ဒေသတို့ရှိနေပါတယ်။အန်ယူဂျီ MOD လက်အောက်ခံတပ်မဟုတ်ဘူးလို့ PPLA ကုကေယေမူကိုဆောင်ခါကပြောထားတာကြောင့်အခုတန်တန်းစင်ပွဲကိုတက်ရောက်လာတဲ့တော်လိုင်းအင်အားစုတွေကမဟာမိတ်တပ်တွေအနေနဲ့တက်ရောက်ခဲ့ကြတာလို့နားလည်လို့ရပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးချင်တဲ့သတင်းကြောင်းတွေကတော့ချင်းတွင်းနဲ့ပဲခူးမြင့်ရေနောက်ထပ်နေရတဲ့စိုးရိမ်ရေမှန်ရောက်နိုင်တယ်လို့ကျိုတင်ရှောင်ဖို့မူလီဝတာနယ်ဆလာပြည်တိုင်းညွှန်ကြားမှုဦးစီးဌာနကတတိပင်း ချင်းနယ်မြေရီဟာဟွန်မလင်းမြို့နယ်ဘကုံးမြေရီဟာဘကုံးမြို့နယ်မှာလာမယ့်နေ့ရက်အတွင်းစိုးရိမ်ရေမန်းရောက်ရှိနိုင်တယ်လို့မူလီဝတာနဲ့ဇလဗီရာညွန်ချမှုဦးစီးဌာနရဲ့ဇွန်လ21ရက်နေ့နေ့လယ်ပိုင်းထုတ်ပြန်ချက်အရသိရှိရပါတယ်ဇွန်လ21ရက်နေ့တိုင်းတာချက်အရချင်းနယ်မြေရီဟာဟွန်မလင်းမြို့ဘကုံးမြေရီကဘကုံးမြို့ရဲ့စိုးရိမ်ရေမန်းအောက်ငါးဘီဝင်းကျင်းမှာရောက်ရှိနေပြီလို့ထုတ်ပြန်ထားပါတယ်ဒါကြောင့်နောက်နေ့ရက်တွင်မှစိုးရိမ်ရေမန်းကိုရောက်လာမှာလို့ဆိုပါတယ် ကြောင့်ဟိုမလင်းနဲ့ပဲခူးမြို့နယ်ထဲကမြေကန်နာမှာနေထိုင်သူတွေ၊မြင်းနှိပ်ပိုင်းမှာနေထိုင်သူတွေစုတင်တည်ထားပြီးအချိန်မီရှောင်ရှားချဖို့တတိပေးထားပါတယ်။မိုးလေဝသလီလာသူဝင်နိုင်ကလည်းလာမယ့်ဇွန်လ30ရက်နေ့မှာမိုးဥကာလာကုံဆုံးမှဖြစ်ပြီးဇူလိုင်လ10ရက်နေ့ကနေဩဂတ်စ်လ30ရက်နေ့ထိမိုးလေကာလာကိုဝင်ရောက်တော့မှဖြစ်တယ်လို့လည်းပြောထားပါတယ်။မိုးလေကာလာအတွင်မှာလည်းတောင်တရုတ်ပင်လယ်ထဲမှာမုန်တိုင်းဖြစ်နိုင်ခြေရင်းမြင့်တက်နေသလို နှစ်တိုင်းရွာနေရာထက်90ရာခိုင်နှုန်းပိုမိုမိုးရွာနိုင်တယ်လို့လဲဆိုပါတယ်။ရေကြီးတဲ့ကာလကိုဝင်ရလာတော့မှဖြစ်တဲ့အတွက်အခုမိုးဥကာလချိန်ကစလို့မိုးလေကာလတွေမှာမြေကမ်းမိချောင်းမေးတွေမှာနေထိုင်သူတွေတောင်ကျချောင်းရီကြဆင်းနိုင်တဲ့နေရာမှာနေထိုင်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်ဖို့ကိုလည်းဥဝန်နိုင်ကတတိပေးထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ရေကြီးကာလမှာလူဦးရေ9.6တန်းရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရတယ်လို့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာမဟာဗျူဟာနဲ့မူဝါဒလိလာရေး Institute ISP မြန်မာရဲ့အချက်အလက်တွေကဖော်ပြခဲ့ပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တဲ့သတင်းကြောင်းလေးရတော့ကျုံတို့ကော့ကရိတ်လမ်းမကိုပြင်ရဖို့စကောက်စီတက်တွေအပြင်းထန်ကြိုးပမ်းဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။အင်အားဖြစ်လာတဲ့စစ်တပ်စစ်ကြောင်းကိုမွန်ကရင်ပူပေါင်းဖွဲ့တွေတိုက်ခိုင်းပြင်ပြင်းနဲ့ကျုံတို့ကော့ကရိတ်လမ်းမတိုက်ပွဲတွေမှာအင်အားဖြည့်တင်းဖို့အတွက်ကျုံတို့မြို့ကနေထွက်လာတဲ့စကောက်စီစစ်ကြောင်းကို KNU PDF နဲ့ မွန်တော်လိုင်းဘမအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်ကသတင်းထုတ်ပြန်ပါတယ်။ကရင်မျိုးသားစီယုံ KNU လက်အောက်ခံ KNL တမွန်ပြည်သူ့လွတ်မြောက်ရေးတပ် MLA နဲ့မွန်ပြည်သက်ပါတီ NMSB AD တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တမ44နဲ့တမ55ပူးပေါင်းထားတဲ့စစ်ကြောင်းကိုဇွန်လ19ရက်နေ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲချင်း9နာရီကြာခဲ့တယ်လို့မွန်ပြည်လွတ်မြောက်ရေးတပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ တိုက်ပွဲမှာစစ်ကောင်စီဘက်ကတရင်မှုနဲ့ဗိုလ်မှုပါဝင်တပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရသလိုတေဆုံးသူတွေလည်းရှိတယ်လို့ထုတ်ပြန်ပါတယ်။ဒါပြင်တိုက်ပွဲကနေ RPG လောင်းချပုံဒီတနက်များနဲ့ကြည်မျိုးစုံပါဝင်စစ်တုံးပစ္စည်းတွေရရင်လို့လဲဓာတ်ပုံမှန်တန်နဲ့ဖော်ပြထားပါတယ်စကောင်စီကဇွန်လပထမဘက်ကစလို့ဇွန်လ22ရက်နေ့ဒီကနေ့ထိ ကောက်ဂရင်းဂျုံထိုလမ်းပိုင်းကိုပြန်လည်ရရှိဖို့အတွက်စစ်ကြောင်းလေးကြောင်းနဲ့အပြင်ထန်တိုက်ခိုက်နေရလို့သိရပါတယ်။ဂျုံထိုဘက်ကစစ်ကြောင်း၃ကြောင်း၊ကောက်ဂရင်းစာကခစနစ်ကတကြောင်းညက်တိုင်နေရပါ။တုံးမပေါသေးဘူး။ဂျုံထိုခမာယ946 945တပ်ဘက်ကစကူစစ်ကြောင်းတွေပါ အတိအကျများနေရလို့စစ်ရေးသတင်းမြစ်ကပြောဆိုထားပါတယ်။လက်ရှိမှာနှစ်ဖက်စလုံးဒီလမ်းပိုင်းကိုစုမုံနိုင်ရေးအတွက်လက်နက်ကြီးနဲ့ဒုံးအုံပြု တိုက်ခိုက်ပစ်ခတ်မှုတွေအပြန်အလှန်ရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်ဒေါ်လိန်ဘူဝါတက်တွေဘက်မှလည်းထိခိုက်ဒဏ်ရာရရှိသူ၁၀ဦးရှိတယ်လို့ဆိုပါတယ်။စကာစီကဂျုံတို့မြို့ဘတ်ချန်ကနေစစ်ကြောင်ထိုးနေတဲ့အနီတဝိုက်ကကြေးရွာတွေဒေသခံတွေအနေနဲ့လန်နယ်ကြီးလန်နယ်ငယ်တန်တွေကိုနားဆွနေကြဖို့လဲတော်လိုင်းတက်တွေကသတိပေးထားပါတယ်စစ်ကောင်စီဘက်ကတော့ ကျုံတို့ကော့ကရိတ်လမ်းပိုင်းနဲ့ပတ်သက်လို့သတင်းထုတ်ပြန်ပြောဆိုတာမတရားသေးပါဘူး။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်ပါစေ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုယ်စိတ်နှပြကျန်းမာရှင်လန်းကြပါစေရှင်။